ုနှစ်ချီချိန်မှာဆိုတော့ဖြင့်ကျွန်တော်တို့ရဲ့ official server ကြီးကို experiment skin event ရောက်ရှိလာပါပြီ။ဒါတော့ကျွန်တော်တို့ Telegram ကြီးလာလာပြီးတော့တောင်းဆိုမှုတွေအများများနေတဲ့ experiment skin တကောင်ကိုဘယ်လိုအထာကြကြခုံးရမလဲဆိုတာကိုတမနေ့မှမြင်ခဲ့ကြတဲ့အတိုင်းပဲတည်တည်ချာချာလေးရှင်းပြပေးပါမယ်။ skin နေမနိုင်ခင် event အကြောင်းနေမပြောခင်ပထမဆုံးသိထားမှာဘာလဲဆိုတော့ experiment skin event မှာပါတဲ့ hori ကရုပ်ထုတွေတို့ record တွေတို့ကိုလုံးဝလုံးဝလုံးဝကိုမနိုင်ပါနဲ့။ဒိုင်ဘုံ9000ကျော်6000နာကိုကုန်မှဖြစ်တဲ့အတွက်ဒီရုပ်ထုတွေကနိုင်လဲမတန်ပါဘူး။ ူမလို့မဟုတ်ပဲမင်းစီကိုတကြောပြန်လာတဲ့လက်စလီနဲ့ခြံကေလို့ပါတယ် experiment skin event ဆိုရင်တော့ပြင်အားလုံးတွေးကြတဲ့အတိုင်းပဲ one draw one draw ကိုလှည့်မယ်ဆိုရင်တော့ပြင် daily 50% discount ကိုပေးထားမှာဖြစ်ပြီးတော့ ten draw လှည့်မယ်ဆိုတော့ပြင်အဲ့ဒီ ten draw တစ်ခါတည်းကိုပဲ diamond 1050ရင်းနဲ့50% discount ရမှာပါဒီမှာကျွန်တော်တို့ပထမဆုံးအချက်အနေနဲ့အရေးကြီးဆုံးသိထားရမှာဘာလဲဆိုတော့ကျွန်တော်တို့က experiment skin event မှာနိုင်မယ်ဆိုရင် ten draw ပြည်တိုင်းပြည်တိုင်း epic ဓမ္မမုံရယ်လေ epic တက်ကောင်းတဲ့ skin ကိုရမယ်ဆိုပြီးအမခံထားပါတယ် price range မှာဆိုရင်တော့ကျွန်တော်မှာအရင်တစ်ခါလာပြီးသား check in ရဲ့ experiment skin ရှိထားတာဖြစ်တဲ့ တွေချန်ကင်း Experience Skin နဲ့ Leslie Experience Skin ပါမယ်။တွေ့ကြတဲ့အတိုင်းပဲ Collector Skin နှစ်ကောင်ပါမယ်ပြည်။အောက်မှာဆိုရင်လေ Lucky Box Skin တွေရှိလို့နေပါတယ်။ Channel Skin တွေကတော့ကျွန်တော်တို့ကို free အမြဲတမ်းပေးပေးနေတဲ့ Live Bone Skin တို့ Hori က Epic Tire Skin တွေပါမယ်ပေါ့ဗျာ။အရင်ဆုံး Skin ဖောက်မယ်ဆိုပြီးတော့မစင်းစားခင်ကျွန်တော်တို့ကကိုယ့်ရဲ့ Engine တွေကိုသွားပြီးတော့ Experience Skin တွေကိုသွား Price Pool ထဲမှာကြည့်ပြီးတော့ကို့မှာအဲ့ဒီ Epic Skin ဘယ်နှကောင်ရှိလဲဆိုတာကိုရေတွက်ခဲ့ပါ။အားလုံးမှမရှိတာဆိုလို့ Live Bone Skin နှစ်ကောင်နဲ့ Lucky Box Skin တွေပဲကျန်တော့တဲ့ Quartz Rail တွေအတွက်တော့ဝမ်းတာပါတယ်။ပြောမယ်ဆိုရင် မုံတုံးရေးထားပုံအရာ Epic ဓမ္မမဟုတ်ရင်လည်း ် update ကောင်းတဲ့ skin လို့ရေးထားတာဖြစ်တဲ့အတွက်တေးကြတာတစ်ခုကတော့ update ကောင်းတဲ့ skin တွေကိုပေးမှာမဟုတ်ဘူး update skin တွေကိုပဲပေးမှာဖြစ်တဲ့အတွက် brother တို့အနေနဲ့ update skin ကိုခဏခဏပေါက်မယ် token တွေအများကြီးရပြီးတော့ခဏခဏပြန်လည်လို့ရမှာပါ free token တွေက2ချိန်လာမှာဖြစ်ပြီးတော့ phase 1ကတော့ဂျွန်29ရက်နေ့မှာလာလိမ့်မယ်ပထမဆုံးအနေနဲ့ login ဝင်မယ်ဆိုရင် free token တကယ်ရမယ်ချိန်နဲ့တက်ရ diamond ပမာဏကိုဖြည့်မယ်ဆိုရင် free token နှစ်ကက်ရမယ် diamond 100ဖြည့်မယ်ဆိုရင် free token အသုံးကက်ရအောင်မှာဖြစ်ပြီးတော့ diamond 250ဖြည့်မယ်ဆိုရင်လည်းပဲနောက်ထပ် free token 5ကက်ကိုထပ်ပြီးရရှိမှာပါဒီနေရာမှာကြားဖြတ်ပြီးပြောရမယ်ဆိုတော့ဖြင့်ကျွန်တော်အနေနဲ့ free ုံငံဖြည့်တဲ့နေရာမှာ diamond 250ပြည့်ဖို့ဆိုရင်ကျွန်တော်တို့မှာရွေးချယ်စရာ2မျိုးရှိပါတယ် diamond 344လုံးထည့်မလားဓမ္မမွန်ရင်လည်း weekly bet 3ဘက်ထည့်မလားဆိုတာပါပဲ weekly bet တွေကနေရာဆန်သေးရဆိုတဲ့လူတွေအတွက်ကကြတော့ weekly bet 3ဘက်ကိုပဲကျွန်တော်အနေနဲ့ထည့်စီခြင်းနဲ့ဓမ္မမွန်ရင်လည်း weekly bet မထည့်ခြင်းဘူး diamond ထည့်ခြင်းတပါဆိုရင်လည်း diamond 300ကျော်ထည့်မှအဆင်ပြေမှာပါကျွန်တော်တို့က diamond 100ကိုကြိုက်တဲ့ event မှာသုံးမယ်ဆိုရင်တွေးကြတဲ့အတိုင်းပဲ free token နောက်ထပ်2ကက်ရရှိမယ် diamond 250ကိုကိုကြိုက်တဲ့ event မှာထပ်ပြီးတော့သုံးမယ်ဆိုရင်လည်း free token နောက်ထပ်3ကက်ရရှိမှဖြစ်တဲ့အတွက်စုစုပေါင်း total ပေါင်းလိုက်လို့ရှိရင် free token က face 1မှာ16ကက်ရမှာ ှာပါဒီတုံငံအကြောင်းလေးတီးပြီးသွားပြီဆိုတော့ဒီ event မှာဈေးနဲ့နဲ့နဲ့ဘယ်လိုဖောက်ရမလဲဆိုတာကိုကျွန်တော် step by step ပြောပြမယ်အယုံဆိုင်ပြီးနားထောင်ပေးကြပါပထမဆုံးကတော့ event လာနေတဲ့အချိန်ခုနိုရမှာပတ်စံနေစုထားရမှာဖြစ်ပြီးရော29ရက်နေ့ကိုရောက်ပြီဆိုတာနဲ့ weekly bet 3ဘက်ဒါမှမဟုတ်ရင်လည်းဗျာ diamond 344လုံးကိုထည့်လိုက်ပါ diamond 344လုံးသမားတွေက diamond နေပုံနေမှာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ weekly bet သမားတွေကိုယင်ပြောပြမယ်ကျွန်တော်တို့ကအဲ့ဒီနေ့မှာ weekly bet 3ဘက်စာထည့်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့အကောင့်လေးကိုကျွန်တော်ပြောတာယုံပါ diamond ကစုစုပေါင်း260ရောက်ရှိလာပါလိမ့်မယ် weekly bet 3 တ်ထိလိုက်လို့ဒိုင်မွန်260ရောက်ရှိလာတဲ့အခါကျရင်ကျွန်တော်တို့က free တုံကန်လေးပါတီကိုလုံးဝလုံးဝလုံးဝကိုသွားမထိနဲ့အဲ့ဒီ29ရက်နေ့မှာကျွန်တော်တို့က50% discount ပေးထားတဲ့ one draw ကိုတစ်ချိန်လှည့်လိုက်ပါတစ်ချိန်လှည့်ပြီးသွားပြီဆိုရင် free တုံကန်လေးကိုလုံးဝသွားမထိနဲ့နော်အဲနောက်နေ့ရောက်သားလို့28ရက်နေ့ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကခုနလောက်ခဲ့တဲ့လိုမျိုးပဲ weekly pack ကရတဲ့ဒိုင်မွန်လေးတွေကိုယူယူပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့က one draw 50%နဲ့ထက်လှည့်လာကျွန်တော်တို့က29ရက်နေ့နဲ့28ရက်နေ့မှာ one draw one draw ကိုနှစ်ချိန်လှည့်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့က diamond 230ကိုသုံးပြီးသွားပြီနောက်ထပ်လိုတဲ့40 40ကိုတော့စတားလိုက်ကတ်တွေပါဖောက်လိုက်တဲ့အချိန်ကျရင် Diamond 253မှာဆိုရင် test ကလည်း auto ပြေးသွားပြီဖြစ်တဲ့အတွက်တောက်ကန်နေယူပြီးတော့လှိမ့်လိုက်လို့ရပါပြီဒီလိုမျိုးရှုပ်ထွေးတဲ့ကိစ္စတွေပြီးသွားပြီးတော့ phase 1ပြီးသွားတဲ့အခါကျရင်တေးကြတစ်ခုကတော့ကျွန်တော်တို့ကစုစုပေါင်း draw က16ချိန်လောက်ကိုရသွားမှာဖြစ်ပြီးတော့တချို့တွေကကန်ကောင်းမယ်ဆိုရင်တော့ပေါက်ပြီးသား skin တွေပြန်ပေါက်ပြီး16ချိန်အချိန်20လောက်တော့ရသွားနိုင်နေပေါ့လေထူးဆန်းနေကြတော့မသိဘူးကျွန်တော်တို့ကဒီ event မှာဆိုရင်ပေါက်ပြီးသား skin တွေကိုပြန်ပေါက်မှတုံကန်တွေပြန်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစုတောင်းမှာပါလဲဆိုတော့အရှင်ဖျားကြီးပေါက်ပြီးသားတွေပဲပြန်ပေးပါဆိုပြီးစု ူတောင်းရမှာပါအဲ့တော့ brother တို့အနေနဲ့စကေမဖောက်ခင်အရင်ဆုံးပေါက်ပီးသားတွေကိုပြန်ပေါက်ဖို့ဆူတောင်းရမှာဖြစ်ပြီးတော့ပေါက်ပီးသားတွေပြန်ပေါက်မှတုံကန်များများရမှာဖြစ်ပြီး draw များများလှည့်လို့ရမှာပါဒီတော့ဗျာကျွန်တော်အကြမ်းကြီးမဲ့တွက်လိုက်လိုက်မယ်ဆိုရင်တော့ဖြင့်အဲကျွန်တော်တို့က phase 1မှာ16ချိန်ရရဲဆိုကြပါစို့ဗျာ phase 2ကိုလည်းကျွန်တော် phase 1မှာတွက်ခဲ့သလိုပဲတွက်ပြီးတော့ဒီတိုင်းလေးပဲမြန်မာလူလေးဖောက်ရုံနဲ့နောက်ထပ်16ချိန်ထပ်ရမှာဖြစ်တဲ့အတွက်16နဲ့လီ38ဖြစ်တဲ့အတွက်ကျွန်တော်တို့က38ချိန်တတီကို phase 1 phase 2ပြီးတဲ့အခါကျရင်ရသွားမှာပါရှူရကြောဗျာအရန်နေကန်ကောင်းနေကြတော့ပေါက်ပီးသားစကင်နေပြန်ပေါက်တယ်ပေါက်ပီးသားစကင်နေပြန်ပေါက်တော့ 38ကနေပြီးတော့နောက်ထပ်နှစ်ကက်တီထက်ရပြီးအချိန်40ရေးပါဖြစ်ပြီးရောဗျာ experiment skin တကောင် AC လေးတာယာလေးပဲဖမ်းလို့ရပြီဒါပေမဲ့ကျွန်တော်တို့ကနေထိုင်နှစ်ချိန်လိုသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအိတ်ဆိုင်ရမှာဖြစ်ပြီးရော105လုံး105လုံးကို daily to roll လေးလိုက်ပြီးဆိုတော့နေ experiment skin တကောင်ကတေချာတလောက်ရှိပါတယ် youtuber တော်တော်များများကို like ကြည့်တလောက်ဆိုရင်တော့တော်တော်များများက 4D draw နဲ့ရခဲ့တဲ့လူတွေကြီးပဲဖြစ်တဲ့အတွက်ကျွန်တော်တို့လည်း 4D draw နဲ့ရလောက်မယ်ဆိုပြီးတော့ရခိုင်နှုန်းများပါတယ်အဲ70%လောက်ပေါ့နော်ကေဆရော့ကကျွန်တော်ရဲ့ဒီကနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်နေ့နောက်နေ့ကြာရင်လည်းမတူညီရဲ့ content တွေနဲ့တူပြန် လာခဲ့ပါမယ်အနောက်မှာလည်းကြော်ညာတဲ့ gameplay ပဲရှိတော့တာဖြစ်တဲ့အတွက်ဗီဒီယိုလိုလည်းဒီလောက်နဲ့ညှနာချင်ပါတယ်ကျွန်တော်မောင်စပိုင်းပါအားလုံးပဲပြေးကြပါစေဖက်ဖက်ပါခင်ဗျာ ။ဒါနဲ့အခုကြည့်နေတဲ့ brother တို့က MBN Indo MBN Filipino လို့ပွဲစဉ်နေတဲ့ International ဘောလုံးပွဲတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ဖြင့် Wings ဘက်မှာယုံကြည်စိတ်ချသွားကစားနိုင်ပါပြီ။ Wings ဘက်မှာ International ဘောလုံးပွဲစဉ်တွေကိုကိုဖုန်းနဲ့ရနေတစ်ဆင့်ထိုင်ရိုက် flight ကြီးရှုလို့ရယုံတာမကဘဲနဲ့ brother တို့အနေနဲ့ iPhone တွေ laptop တွေအပြင်ကိုမှ BMW ကားတကြီးဥပါစုခုနိုင်မဲ့အစီအစဉ်တွေရှိလို့နေပါတယ်။မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကြိုက်တဲ့ payment နဲ့ငွေသွင်းခွင့်ထုတ်လုပ်လို့ရမှာဖြစ်ပြီးအခုလက်ရှိပြထားတဲ့ MBB ဆိုတဲ့ကုတ်ကိုသုံးပြီးတော့အကောင့်သစ်ဖွင့်မယ်ဆိုလို့ဖြင့်တခြားတခြားသောအကောင့်သစ်တွေအတွက် reward တွေကိုရရှိနိုင်မှာပါ။ channel ဝင်လာလေးလေးပြီးပြီဆိုတော့ video လေးကိုဆက် တော့လိုက်ကြရအောင်ဗျเออ yeah. oh. Check are not there. Enemy. You better ไอ้ยูเล่นฉันไม่เอาดิเนี่ยเพิ่นดีตะเก้เพิ่นดีนี่อะโดอะตะละวันนี้อ่ะบีคันซอนฟีเอ่อฟีอาเอฟาโดฮะถ้าเราดิ Your team bro เอ๊ะติติลี่อยู่เปียงน่ะล่ะติอีบ่ติติลี่อยู่เปียงอยู่ฮะตะนีนี่อ่ะดูว่าตะนีก็ดีนี่โบดะฮู้ไป

kalau gue yang aku tidak tahu ini. Nah, ini nane flow nanti, nggak kan? Wario, aja gue. Eh, Dude. 一两两，光那条光。天马流星光。これはナミカセミナ。爆発ミサイル。これ古典ファイも入る。古典ファイで撃たれてるみたいな感じよ。<laughs> ခေါင်းလိုက်တာမင်းတို့ခရီးခရီးပေးရှင်းတယ်လေခဏတော့ပေးရှင်းတယ်လေမင်းတို့အိုင်နာဆောက်မှမဆောက်ဘူးဘာဖြစ်လဲလွာသမက်ကောင်တွေကိုထိုင်ကြီးနေတော့မင်းအဲ့တော့ခရီးရဲ့မင်းတို့ 然后这个就就你这个就很厉害。还没看你我。哎，你真的，真的真的对不对？听说。那个高地，你那看到你那都是什么？哦，你可以了。可以先，可以先，可以了。这样子直接罗家宴。 ရောကြီးရဲ့ဂျာကင်ဆောင်လို့တအားကောင်းတယ်။ဒီဒီဘာလဲ။လေးအားလေးဒမ်းမင်းတော့ပါလေးကင်းဆောင်လို့ခါ။ဟိုရော။ဟိုမင်းက။ဒီမှာတာဝါကြီး